လာရှိခရိုင်မိုင်းရော်တိုင်းနဲ့မန်ကျူရွာကတက္ကနပိုင်နေမြေထဲ ကချင်တပ်မတော်ခင်ဤကတက်စကန်ချထားမှုပေါ်ကန့်ကွက်ကြောင်းဒေတာခင်တို့ရွှေပြည်မျိုးပြောပါရယ်ဂျိုင်ဟန်ကျေးရွာအုပ်စုရှိမန်ကျူရွာရဲ့ဖုန်ကြောင်းထပ်မရှိတဲ့တာဒနာပိုင်နေမီထဲခင်ဤကပြီးခဲ့တဲ့ဧပြီ3ရက်မှာတက်စကန်အဖြစ်စောက်လုံနေပြီးဧပြီ17ရက်မှာမန်ကျူရွာခန်အလုံးကတက်နေရပြောင်းရွှေ့ပေးဖို့တောင်းဆိုခဲ့ပါရယ်ဒီခေတ်ရဲ့ impress ရှိရမှာလေရွာခန့်တွေက KIA ထံကောက်ကွက်စာထပ်မံပို့ပေးခဲ့ပြီးမြင်ဒီနေ့အထိ KIA ဘက်က ကြောင်းရွှေ့ပေးတာမရှိသေးဘူးလို့လုံချုံရေးအရာအမည်မဖော်လိုတဲ့ဒေတာခံတူကရွှေဖင်ကြီးပြောပါတယ်ဒီပေါ်ရေးတယ်စမန်တဲ့ကလေးဟာတော့တစ်ခန်းချရနေကကျွန်တော်ရဲ့တာသနာနဲ့မြင်ဖြစ်နေတာ။တန်ငါတော်ရေလဲသူ့ကိုမလီစေချင်။ချားနေရစီပြောလို့ပါ။အခုဟာကဖိန်းချောင်းပေါ်မှာဖြစ်နေတယ်။သူ့ကိုပြောင်းရွှေ့ပေးဖို့တောင်းဆိုရင်။သူ့အန်မျိုးစခန်းလာချတော့ကျွန်တော်ရွာတွေ့ရောခွန်ကြီးတွေတွေ့ပန်ရဖြစ်မှာဆိုလို့နေဖို့ခွင့်ပြုတာ။ သူ့ကိုလည်းတောင်းဆိုတယ်။ကံကွက်စာလည်းတင်တယ်။ခုချိန်ထိပြောင်းရွှေ့ပေးတာမရှိသေးဘူး။မန်ဂျူရွာထဲမှာ KNY ဘက်ကတက်စကန်ချထားတာနဲ့ပတ်သက်ပြီးတုံ့ပြန်ချက်တရားဖို့ KNY KNY ရဲ့ပြောရေးဆိုခွင့်ရှိသူပုံမူကြီးနော်ဘူးကိုရှင်ဖြူမြေကဖုန်းနဲ့ဆက်တွေ့ခဲ့ပြီးမှဆက်တွေ့လို့မရသေးပါဘူး။မိုင်းရတိုင်နယ်မှာကချင်တပ်အပြင်တောင်တမ်တို့ချင်တော်ရီနဲ့ကိုကန်တပ် MNDAA လဲတွာလာလှုပ်ရှားနေတဲ့နေရာဖြစ်ပါတယ်။